ကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့နှစ်ဆန်းနဲ့မှ6ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်နိုဝင်ဘာလ2025စနေနေ့အထိဒီကလအတော်တွင်းမှာအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေဘယ်လိုတွေဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်။အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့အလောက်ကန်စီးပွားရေးအယောင်းဝင်တဲ့ပတ်သက်ပံ့ပိုးကူညီထောက်ပံ့မဲ့သူတွေကြုံရတတ်တယ်။ကိုက ဟုတ်လားအရာရှိတယောက်အကြီးကဲတယောက်ဆိုရင်အလုသမားကောင်းနေလုပ်ငန်းရှင်ကောင်းလုပ်ငန်းရှင်တယောက်ဆိုရင်အလုသမားကောင်းနေရောက်လာတတ်တယ်လောင်းငယ်သားတွေအကျိုးပေးကူညီလို့ကိုယ့်ရဲ့အလုကပုံပြီးအောင်မြင်တိုးတက်တာမျိုးတွေဖြစ်မယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဟုတ်လားအကူကဘာသာရေးပေါ့လှူတယ်ကုသိုလ်ကောင်းမှုပြုတယ်ဆိုလို့ရှိရင်ပေါ့ကောင်းမှုကုသိုလ်တွေအပါအဝင်ကိုယ့်ရဲ့အလုစီးပွားရေးတွေကပို့ပြီးတော့အကျိုးရှိမှာဖြစ်ပါတယ်အဲ့တော့ကိုရတဲ့ လုတ်ထဲရတဲ့ပတ်စံလေးတွေကိုတတ်နိုင်တော့လှူတယ်စွန့်ကျဲပေးကန်းနဲ့အဖခင်ရဲ့ဂုဏ်တော်ကာရီလို့ရွတ်ွားတယ်ဆိုကိုယ့်ရဲ့အလုတ်ကအောင်မြင်တင့်တက်လားအောင်မြင်တင့်တက်လို့ပို့ပြီးတော့အောင်မြင်မှာဖြစ်ပါတယ်အောင်မြင်တည်တဲ့ပူအောင်မြင်မယ်လို့ပြောလို့ရတယ်အဲ့တော့အလုတ်ကန်အကြံစီလေးနဲ့ပတ်သက်လို့အကြီးကဲတွေနဲ့တိုင်မင်ပြီးညှိနှိုင်းဆေးစားပြီးတော့လုံရင်ပူကောင်းတယ်တတ်သိနားလဲတဲ့ပုံကိုယ်တွေနဲ့တိုင်မင်ပြီးလုံရင်ပူကောင်းတယ်ပို့ပြီးတော့ကိုယ့်ရဲ့အလုတ်ကတိုးတက်မှုတွေကြုံမယ်ရှေ့ကိုခကြီးရောက်မယ်ငွေကြေးနဲ့ပတ်သက်ရုတ်တရက်ဆိုသလိုငွေဝင်တာငွေကြေးကန်ကောင်းတာ အဲ့ဒါငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာတာငွေကြေးအကျက်တဲတွေကနေလွတ်မြောက်တာမျိုးတွေကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အခြေအိမ်တော်ရဲ့မြေတားကြီးနဲ့ပတ်သက်ရင်လည်းချစ်သူရီးစားတစ်တွေရတာမပျော်ပိုက်တဲ့အခြေအိမ်တော်ကြီးတွေအခုပြန်လဲပြီးတော့ပျော်ပိုက်ရတာအခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်လို့ကိုကြံစီပျော်မျော်လင့်တာတွေဖြစ်လာမှာဖြစ်ပါတယ်ပညာဆိုင်အင်တာဗျူးကိစ္စတွေနဲ့ပတ်သက်ရင်တော့မလုပ်တာပူကောင်းပါတယ်လုပ်လဲဘာမှအကျိုးထူးမှာမဟုတ်ပါဘူးအဲ့တော့ဒီတစ်ပတ်အတွက်ရည်ရထားရင်တော့အကောင့်နဲ့မပေါ်နဲ့မလုပ်တာပူကောင်းတယ်ကောင်းသောခီးတွေကြုံမယ် အရေးကြီးတဲ့ခီးတွေခီးနီခီးဝေးတွားရတတ်တယ်ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မှုရှိမယ်အရေးကြီးတဲ့စကားတွေပြောဖို့ဆိုဖို့ဆိုရင်လည်းကိုယ့်အတွက်အောင်မြင်မယ်အဲ့တော့အရေးကြီးစကားကိစ္စတွေပြောရင်ကိုယ့်ဘက်ကအသာရမယ်အနိုင်ရမယ်တွားတဲ့နဲ့ပြောတဲ့နဲ့ဆိုတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဘာလဲကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လို့အိပ်ရာလဲလဲနေတဲ့မိဆွေတွေကျမ်းမာကြီးခြူချနေတဲ့မိဆွေတွေဆိုရင်လည်းကျမ်းမာကြီးနဲ့ပတ်သက်တတ်တာကောင်းမွန်တို့ဘက်တွက်လမ်းခွင့်လမ်းရှိတယ်ကျမ်းမာကြီးနဲ့ပတ်သက်အထောက်ပံ့ရမယ်ကုညီမှုတွေရရှိမှာဖြစ်ပါတယ် ဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ကံကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ဟာလာကျမ်းမာရေးခြူချနေတယ်စေုံစည်းကံတက်နေရတယ်ဆိုရင်လည်းပူစရာမလိုဘူးအဲပြန်လဲတက်တာကောင်းမှုမျိုးရလမ်းအခွင့်ရှိတယ်အဲ့တော့ဒီတစ်ပတ်ဒီကံကောင်းနေတဲ့နေရာမှာပါဝင်နေတာဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့အဲ့တော့မိမိဖြစ်ကျင်လိုချင်တာတွေကိုလောက်ကန်ကြံစီမယ်ဆိုရင်အောင်မြင်မှုအလားအလာရှိတယ်ဒီတစ်ပတ်ကံကောင်းလက်ရှင်အချိုးပေးကဏ္ဍဒီ၄ကဏ္ဍပါအချိုးပေးတဲ့အယောင်ဒီခရမ်းအယောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ